ပေါ်တူဂီဘက်ကဂေါ်သွင်းပြီးရိုနယ်ဒိုပုံစံအောင်ပွဲခံခဲ့တဲ့အပေါ်ဖြေရှင်းလိုက်တဲ့ United ဂျေဝင်ဟွိုင်လန်ပရိသတ်များလုံးဝမေ့လာပါဗျာရွှေရိုအိုင်ဘက်ကွန်ရှင်ကော online အကျင့်ကနေပြန်လည်ကြိုးလိုက်ပါရင်ဒီနေ့မနက်ကစားခဲ့တဲ့ Nation League Quarter Final ပွဲစဉ်ပထမအကြော့မှာဒိမတ်အသင်းဟာပေါ်တူဂီအသင်းကိုတကောကုန်းမရှိနဲ့အနိုင်ရရှိခဲ့ပါရင်ဒိမတ်အတွက်တလုံးတည်းသောအနိုင်ကိုကို United ဂျေဝင်ဟွိုင်လန်ကသွင်းယူပေးသွားခဲ့တာပါ ဝိုင်လန်ဟာကိုသွင်းယူနိုင်ပြီးချိန်စေဂျီခရစ်စတီယာရိုနယ်ဒိုရဲ့ဆူဝီအောင်ပွဲခံဟန်အတိုင်းအောင်ပွဲခံသွားခဲ့ပါတယ်။ဒါဟာဝိုင်လန်အနေနဲ့ပေါ်တူဂီဘက်မှာရန်ဒိုပါနေချိန်ခုလိုအောင်ပွဲခံခဲ့တာဟာရနယ်ဒိုကိုလောင်ပြောင်ပုံနဲ့ပေါက်နေခဲ့တာပါ။ဒီအပေါ်မှာဘောလုံးပရိသတ်တွေရဲ့ဝေဖန်မှုတွေကရှိလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဝိုင်လန်ကတော့ပွဲပြီးမှာရနယ်ဒိုဟာသူ့ရဲ့အိုင်တော်ဖြစ်တဲ့အတွက်တောင်ပြောင်အောင်ပွဲခံတာမဟုတ်ကြောင်းကိုခုလိုရှင်းပြသွားခဲ့ပါတယ်။ ကျွန်တော်ကကျွန်တော်အိုင်တော်ကိုပြန်မဲ့ဖြစ်ရင်ဆိုင်ခဲ့ရတာပါဒီပွဲမှာကျွန်တော်ရဲ့ပွဲစဉ်ရဲ့အနိုင်ကိုကိုလည်းသွင်းယူနိုင်ခဲ့ပါတယ်ဇန်ညိုရေးထားရင်တော့ဒီလောက်ကောင်းရေးနိုင်မှာမဟုတ်ပါဘူးတကယ်ကိုခမ်းနားတဲ့ပွဲပါပဲကျွန်တော်ရဲကိုမင်းစားလောက်တာမဟုတ်ပါဘူးသူကကျွန်တော်ရဲ့ဆံပြားပုံကိုပါလို့ပြောပါခဲ့လိုက်တာဖြစ်ပါတယ် United ဟိုင်လန်ကိုရောင်းချသွားဖို့ရာစီစဉ်နေတဲ့အသင်းဖြစ်ပါတယ်တည်ရင်းဒီလိုပွဲစီဖို့အတွက် တိုင်းစစ်ပိုင်းကိုအင်အားပြည့်တင်းကျင်နေတာဖြစ်ပြီးအပြောင်းရွှေ့တွေလှုပ်ဆောင်ကျင်နေတာဖြစ်ပါရင် United အဝိုင်လန်အတွက်ပြောင်းရွှေ့ကြောင်တက်မှတ်ထားပြီဖြစ်ပြီး Euro တန်း60ရရင်ရောင်းထုတ်သွားမှာဖြစ်ပါရင်ဝိုင်လန်က2023နေရာဒီမှာ United စီ Euro တန်း80ရရောက်ရှိလာခဲ့သူပါသူကနောက်ဆုံးကစားခဲ့တဲ့20ပွဲမှာအတွင်းကိုတကိုးပဲအတွင်း United အထိတိုင်ပတ်နေတဲ့သူလည်းဖြစ်ပါရင် ဖိုင်နယ်ကလည်းရှိချိန်မှာ United အတွက်82ပွဲကစားပြီးချိန်24ခုသာအသွင်းယူပေးထားနိုင်တာပါဒါက United လိုကမ္ဘာထိပ်တန်းအသင်းအတွက်တော့လုံလောက်တဲ့ဘာသာမဟုတ်ဘူးပဲဖြစ်ပါတယ် United ကတော့လာမယ့်နေရာဒီမှာထိပ်တန်းကစားသမားအားပြည့်မှုတွေကို share လုပ်သွားတော့မှာပါ United ဟာအသင်းရဲ့အင်အားမတောင့်တဲ့ကွင်းလယ်ကိုကစားသမားတွေနဲ့အားပြည့်ဖို့ရာစီစဉ်ထားပါတယ် ယူနိုက်တက်တို့ကွင်းနဲ့အတွက်မျက်စိကြားနေတဲ့ကစားသမားတွေကတော့ဇာဗီဆိုင်မွန်နဲ့ဂျိတ်စ်မဲလင်ကန်တို့ပဲဖြစ်ပါတယ်။နှစ်အောင်စလုံးဟာအသက်အရွယ်အပြင်ငယ်ပဲသေးသလိုအများကြီးတိုးတက်လာအောင်မဲ့သူတွေလည်းဖြစ်ပါတယ်။ဥရောပထိပ်သီးအသင်းကြီးတွေရဲ့စောက်ကြည့်ခြင်းကိုအထူးခံနေရပြီးထိတ်တန့်အဆင်ဖြစ်လာမဲ့သူတွေလို့သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ဒီလိုကစားသမားတွေကယူနိုက်တက်ကလက်ဦးမှုအရယူခေါ်ယူသွားဖို့ကြိုးစားလာတာဖြစ်ပါတယ်။ယူနိုက်တက်ဟာအရင်စင်ကန်စမဲလို့မိုင်းလို့မေးစင်မောက်အစားရှိတဲ့ကစားသမားတွေကိုရှင်းထုတ်ဖို့ရရှိနေတာကြောင့်ကွင်းလိုက်ပိုင်းကိုမဖြစ်မနေအားဖြစ်သွားဖို့လိုနေတာလည်းဖြစ်ပါတယ်။ James Bellingham က Jude Bellingham ရဲ့ညီဖြစ်ပါတယ် Real Madrid အသင်းနဲ့တူကမ္ဘာအဆင့်အောင်မြင်မှုတွေကိုယူနေတဲ့ Jude Bellingham လိုမျိုး James Bellingham ကလည်းကမ္ဘာအဆင့်ဖြစ်လာမယ်လို့တွေ့ဆချင်းခံထားရပါတယ်သူက Premier League အသင်းကြီးတော်တော်များများကလည်းစောင့်ကြည့်နေကြတာဖြစ်ပါတယ် James Bellingham ဟာဆန်လန်နဲ့အတူ Championship မှာချိန်ဆနေတာဖြစ်ပြီးလာမယ့်ရာသီ Premier League စီကိုတန်းတက်လာနိုင်ခြင်းရှိနေတာဖြစ်ပါတယ် James Bellingham ရဲ့ဒီအားဒီသွင်းကတော့၄ဂိုးအထိရှိပြီးဂိုးဖန်နီမှု၃ချိန်အထိရှိပါတယ်။ဘောအကွင်းလည်းကစားမတူတဲ့အတွက်ဒီပမာဏဟာတည်ပြီးမဆိုးရလာပါဘူး။ဇာကွန်နေပဲ James Bellingham ဟာ ကွင်းလယ်မှာနေရမရေးကစားနိုင်သူဖြစ်ပြီးသူ့ကိုဘယ်လင်းဟန်လိုပဲလုံအားလုံးကျိုးစားမှုပိုင်းမှာကောင်းပါတယ်။ဇာဗီဆိုင်မွန်ကတော့ကွင်းလယ်တိုင်းစင်တောင်ပိုင်းလို့မှကစားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။အသက်နဲ့ဆက်တဲ့နေရဆိုင်မွန်ကိုလည်းဥရောပအသင်းကြီးများစွာကခေါ်ယူချင်နေတာပါ။သူ့ကိုခေါ်ယူဖို့ဘိုင်ယန်မြို့နဲ့အာဆင်နယ်မန်စီးတီးအသင်းတို့ကစိတ်ဝင်စားနေပါတယ်။ဆိုင်မွန်ကဆယ်ကျော်သက်အရွယ်မှာကတည်းကချေးဆွားနေတာပါ။2020နှစ်23ရာသီမှာ PSV အသင်းအတွက်58ပွဲကစား22ဂိုးသွင်း17ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်2023 24ဘောလုံးရာသီမှာတော့ RB Leicester အတွက်53ပွဲကစား10ဂိုးသွင်း73ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်ဒီရ ာဒီမှာတော့ RB Live ဆက်အတွက်ပြိုင်ပွဲစုံ25ပွဲကစား6ဂိုးအတွင်း6ဂိုးဖန်တီးပေးထားနိုင်ပါတယ်။စိုင်မွန်ကလည်းဂိုးရင်အတွင်းဂိုးရင်ဖန်တီးပေးနိုင်တဲ့ကစားသမားဖြစ်ပြီးဘရူနိုရဲ့တာဝန်တွေကိုခွဲယူပေးနိုင်မှာဖြစ်ပါရင် United တို့ဘယ်ကစားသမားကိုရောင်းထုတ်ပြီးဘယ်ကစားသမားကိုအားဖြည့်သွားနိုင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါရင်။ဟုတ်ကဲ့ပါများ view လေးကားဒီတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။